အားလုံးပဲမင်္ဂလာပါကီတူဆက်ဆက် channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ် content creator တွေအတွက် content ကိုဖြန့်နေတဲ့နေရာမှာ AI ကိုသုံးပြီးတော့အလွယ်တကူအမြန်ဆုံးဖြန့်နေနိုင်မှသာလေသူများတစ်ရှေ့ကိုရောက်ပြီးတော့ content တွေပုံမှန်ဖြန့်နေနိုင်ပြီးဝင်ဝေကောင်းကောင်းရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ AI ကိုသုံးပြီးဖြန့်နေတဲ့နည်းလမ်းတွေကအကောင်းဆုံးမြန်မာလိုတော်တော်လေးကောင်းတဲ့ AI content creation မှာအသုံးဝင်တဲ့ဇာညွှန်းရေးတဲ့နေရာမှာအသုံးဝင်တဲ့ပုံတွေထုတ်တဲ့နေရာမှာအသုံးဝင်တဲ့ crowd 3 AI လေးအကြောင်းကိုပြောသွားမှာဖြစ်ပါတယ်။အဲ့တော့ crowd 3 AI နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗီဒီယိုတစ်ပုဒ်တင်ထားတာရှိပါတယ်။အဲစတင်အသုံးပြုနေတဲ့အသေးစိတ်အကောင့်ခွင်တွေကိုအဲ့ဒီဗီဒီယိုမှာတွားပြီးကြည့်လိုက်ပါ description မှာ link လေးထည့်ပေးထားပါမယ်ကျွန်တော်ဒီမှာတော့ဒီအကြောင်းလေးကိုမပြောတော့ပါဘူးအဲ့တော့ဒီမှာတော့ crowd 3 AI ကိုသုံးပြီးတော့ဇန်ညွန်းနဲ့ပုံလေးတွေထုတ်တဲ့နည်းလေးကိုပဲ ညောင်းပြီးတော့မှဖြစ်ပါတယ်အဲ့တော့ဇန်ညုံးကိုမြမလိုလဲသူကတော်တော်ကြီးကိုကောင်းပါတယ်အဲ့တော့ဇန်ညုံးကိုထုတ်မယ်ဆိုတော့ကျွန်တော် Cro 3 AI application တွေကိုဝင်လိုက်ပါပြီအခုဝင်လိုက်တဲ့အနေထားနေပြီးတော့ပုံမှန်တိုင်းဒီ check box မှာသွားပြီးတော့မြမလိုပဲရိုက်ပြီးတော့ prompt လေးရေးပြီးတော့မေးမှာဖြစ်ပါတယ်အဲ့တော့ဒီမှာ AI ကိုသုံးပြီးတော့ online ကပတ်စံရှာနိုင်တဲ့နည်းလမ်းများအကြောင်း YouTube video အတွက်10မိနစ်ခွဲစာဆန့်ညွှန်းရေးပေးပါဆိုပြီးကျွန်တော်ဥပမာလေးနဲ့လုပ်ပြတာပါ။အားလုံးကိုယ်နဲ့တက်ဆိုင်ရာတက်ဆိုင်ရာကိုလုံးနေတဲ့ niche တွေ like ကိုယ့်ရဲ့ YouTube channel အ like script လေးတွေကိုဒီလိုမျိုးပြန်ရေးပြီးတော့ရေးခိုင်းလို့ရပါတယ်။အဲ့တော့ script ရေးရတဲ့နေရာမှာအများကြီးအချိန်ကုန်တက်တာတော့မှာဖြစ်ပါတယ်။ပြီးရင်နေ့တိုင်းနဲ့ဒီမှာခဏလေးဆောင်းလိုက်ပါ။သူရဲ့ပေါ်လာပါပြီဒီမှာ10မိနစ်ခွဲစာခံရအောင်နော်ခဏလေးစောင့်လိုက်လို့ရှိရင်ဒီ script ရေးတာလေးကပြီးတော့မှဖြစ်ပါတယ်။ဒီကောင်မြန်မာလိုတော်တော်ကောင်းတဲ့အတွက်ဒီတိုင်းယူသုံးရင်တော့တော်တော်လေးအဆင်ပြေပါတယ်။တကယ်လို့ကိုကပြင်နေတယ်ဆိုရင်လည်းမပြင်ပြီးတာနဲ့ဒီ script လေးကိုသုံးပြီးတော့ကိုကကိုကိုယ်တိုင်းအတန်ဖတ်ပြီးတော့နောက်ခံစကားပြောနေဗီဒီယိုလုပ်ချင်လည်းရတယ်ဒါမှမဟုတ်ဘူးဆိုရင်လည်းရှိမှာကျွန်တော် channel ထဲမှာပြောထားခဲ့တဲ့အတိုင်းပဲ test to speed ai ကိုသုံးပြီး ai အတန်းလေးနဲ့လည်းပြောခိုင်းလို့ရပါတယ်။အဲတော့ဒီနည်းတွေကတော့အများကြီးရှိပါတယ်။ဒါကြောင့်မို့လို့ ai ကိုသုံးပြီးတော့ content တွေဖန်တီးရော YouTube မှာပတ်စံချနိုင်တဲ့နည်းလမ်းတွေကိုအဲကျွန်တော်ရဲ့ ဒီ AI content creation ရဲ့ main money online ရဲ့ YouTube ဆိုတဲ့ online class မှာလည်းအသေးစိတ်လေ့လာပြီးသိချင်တာတွေကိုပြန်မေးလိုက်ပါမယ်ဒီ class လေးကိုလည်း online class လေးကိုလည်းတသက်တာမှန်မှကြီးဥမာ2000ကျပ်ထင်းနဲ့အလွန်တန်တဲ့အတွက်ကြောင့်မို့လို့လာရောက်ပြီးတော့လေ့လာဖို့လို့တစ်ဖိတ်ခေါ်ပါတယ်ဒီသင်တန်းထဲမှာဆိုကလပ်စတဲမှာဆိုလို့ရှိရင်အဲစာနဲ့ရှင်းပြထားတဲ့ post တွေ tutorial ရဲ့ video နဲ့ရှင်းပြထားတဲ့ post တွေနဲ့အခန်းပေါင်းခုဆိုရင်ကိုးခန်းတရားခွဲထားပြီးတော့အများကြီးလောက်ထားတာဖြစ်ပါတယ်ပထမဦးဆုံးရောက်တရားကိုလည်း Canva Pro free เนาะ လုံးပြုခွင့်ပေးတော့မှာဖြစ်တဲ့အကြောင်းမို့လို့အများဆုံး22000တောင်းနဲ့ကိုဝင်ဝင်ရှာနိုင်မဲ့နီးလန်းတွေကို AI နဲ့ VDA လောက်တဲ့နီးလန်းတွေကိုပုံနေလို့ရနေတယ်သိမှာဟိုလာရောက်လေလာဖို့တက်ဖိတ်ခေါ်ပါအဲ့ဒါဒီမှာဆရာလေးကိုဆက်ကြည့်လိုက်ပါမယ်ဒီမှာရသွားပါပြီအဲ့တော့ဒီဟာလေးကိုဒီစာသားလေးကိုယူပြီးတော့ကျွန်တော်ကဒီ VDA ဆက်လုပ်မယ်ဘောနော်အဲ့တော့ VDA ဆက်လုပ်တဲ့အခါကျွန်တော်မပြောတော့ဘူးဒီမှာတော့ခုနကရှေ့မှာပြောခဲ့တဲ့အတိုင်းပဲဒီစာသားတွေကို script တွေရေးမယ်ရေးပြီးသွားရင် ပုံလေးဖန်တီးမယ်ပေါ့နော်ဒီဟာရဲ့ပုံလေးကိုသူ့မှာသူ့ကိုပဲပြန်ပြီးတော့ဖန်တီးခိုင်းမယ်ပေါ့နော်အဲ့တော့ဒီမှာလိုလေးပြန်ထွက်လိုက်မယ်ပြီးရင်နေယူချက်လုပ်ဖို့အတွက်ဒီမှာထပ်ပြီးတော့အဲနေယူချက်မော်ဒယ်ထဲမှာတစ်ခေါက်ပြန်ပြီးတော့ခုနအိုးအိုးချက်ကို history ဒီမှာဒီမှာပြန်ကြည့်လိုက်မယ် Okay အဲ့တော့ဒီမှာသူ့ရဲ့အောက်မှာဆက်ပြီးပေါ်လာတဲ့အကြောင်းတစ်ဆက်ထဲမှာသူကပို့ပြီးဆင်ပြေမှာနော်အဲ့အထက်ပါဆန်ညွန်းအတွက်နော်အဲ့တော့ခုနကရေးထားတဲ့ ဇန်ညွန်းလေးအောက်မှာအထက်ပါဇန်ညွန်းတွေ scenes alike 68 to 9 image မှာထုတ်ပေးပါဆိုပြီးကျွန်တော်တခါတယ် ratio လေးပါပြောလိုက်တယ်ကျွန်တော် YouTube video လုပ်မှာပြတယ်အဲ့တော့သူကပုံလေးဖန်တီးပေးမလားဆိုတော့ကျွန်တော်ဆက်ကြည့်ကြည့်ကြတာအော်ဒီမှာပုံလေးသူကဖန်တီးပေးပါတယ်အဲ့တော့ဒီပုံလေးရလာပြီဆိုတဲ့အချိန်ကျကျွန်တော်တို့ကပုံလေးကိုယူပြီးတော့မဆက်လုပ်မလဲဆိုလို့ရှင် video editor ရဖြစ်တဲ့ဒီ Canva တို့အဲဒီ CapCut တို့နဲ့လုပ်မယ်ဆိုလို့ရှင်ဒါထပ်ပြီးတော့ ဗီဒီယိုကောင်းလေးတက်ရှိပြီးတော့စံညွှန်းတစ်ပုဒ်ကိုဝီဒီယိုတစ်ပုဒ်ကိုအများဆုံးတင်နိုင်မှာဖြစ်ပါတယ်။အဲဒီမှာနှစ်ပုဒ်တော့နှစ်ပုံတော့သူကထုတ်ပေးပြီ။အဲပုံလေးတွေကတောင်းနေတယ်ဆိုရင်ကိုယ့်ရဲ့ပုံလေးကိုတောင်းလို့လေးကိုနှိပ်ပြီးတော့တောင်းလိုက်ရုံပါပဲ။အဲဒီပုံလေးကိုတောင်းမယ်ဆိုရင်ဒီမှာတောင်းလို့နှိပ်လိုက်ရုံပါပဲ။ အဲ့တော့ခုနကျွန်တော်ပြောသွားတာဥမာလေးနဲ့ပြောပြသွားတာပါအဲဒီကျွန်တော်ရဲ့ channel မှာလည်းဒီ video လေးကို video edit လုပ်ပြီးရင်ကျွန်တော်တင်ပြရင်တင်ပေးပါမယ်အဲ့တော့နမူနာအနေနဲ့ဒီမှာဇာတ်ညွှန်းလေးလုပ်ပြထားတယ်ပုံတွေထုတ်ပြထားတယ်ပေါ့နော်အဲ့လိုလုပ်ချင်းအပြင်ကိုယ့်ရဲ့ဇာတ်ညွှန်းတွေကိုမြန်မြန်လုပ်နိုင်မယ်ပုံတွေကိုမြန်မြန်လုပ်နိုင်ပြီးတော့ဒီပုံတွေကတစ်ဆင့် video editor နဲ့ video edit လုပ်မယ်အားမဝင်လဲဒီပုံတွေကိုအဲဒီ AI ကို သုံးပြီးတော့ image to video သုံးပြီးတော့အဲ image ကနေပြီးတော့ video ဖြစ်အောင်တက်ဝင်အောင်လို့ video ဖန်တီးရလေးနဲ့ဒီ page space တွေပေါ့ကျွန်တော် channel ထဲမှာလုပ်ပြထားရှိပါတယ်ကျွန်တော် ကူထဲမှာဆိုရင်ဒါမျိုးတွေကိုသေးစိတ်လမ်းညွှန်ပေးထားပါတယ်။အဲ့တော့ဒီလိုလေးလုပ်လိုက်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ content တွေကိုမြန်မြန်နဲ့မှန်မှန်ပေါ့နော် consistency ရှိရှိပုံမှန်တင်နိုင်ပြီးတော့ online နေပြီးတော့ YouTube ကနေပြီးတော့ပတ်စံတွေအများကြီးရမှာဖြစ်ပါတယ်။ YouTube တွေမဟုတ်ပါဘူး Facebook တွေ TikTok တွေမှာလည်း video တွေလို့ဖန်ပြီးပြီးတော့တင်လို့ရပါတယ်။အားလုံးပဲဒီ video လေးကိုသဘောကျတယ်အကျိုးရှိရဆိုရင် like and subscribe လေးလုပ်ခဲ့ပေးပါ။အဲ channel လေးကိုအမြဲဝင်ရောက်လေ့လာပေးဖို့လည်းဖိတ်ခေါ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။